ပိုင်ရှင်ရှိတဲ့သူနဲ့ချက်ကြမ်းပြီလို့တရဖူသိန်းခံရနိုင်ကြောင်းသတင်းတွေထွက်နေတဲ့အလှမဲ့မျက်ရတနာဆိုပရိသတ်များအလုံးမင်းမင်္ဂလာပါရှင့် ဒီနေ့မှာတော့လန်ဂျလောမှာကိုရီးကိုတာအရှုပ်အရှင်တခုနဲ့ပတ်သက်ပြီးတော့အင်တာနက်ပေါ်မှာဝေဖန်မှုတွေအပြင်းထန်ခံနေရတဲ့မင်းစနီဘတ်မြန်မာမြန်ရတနာဆိုရဲ့အကြောင်းပြောပြပေးသွားမှာပါအခုချိန်မှာမြန်ရတနာဆိုကိုမင်းစနီဘတ်မြန်မာအဖွဲ့အစည်းကတရဖို့ပြန်လဲရောက်သိမ်းတော့မယ်ဆိုတဲ့ကောလာဟလာတွေကဆိုရှယ်မီဒီယာပေါ်မှာတော်တော်လေးကိုကြေကြေပြန်ပြန်ထွက်ပေါ်နေပါတယ်ပြဿနာရဲ့အစားကတော့အလှမဲ့မြန်ရတနာဆိုကနာမည်ကြီးတပ်ပုံဆရာတဦးနဲ့မြေတားမြနေကြတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာရကနေစတင်ခဲ့ရပါဒီအထီးက ော့ဘာမှပြဿနာမရှိသေးပါဘူး။ဒါပေမဲ့ဒီပြဿနာကအရင်တပ်ပုံစရာမှာ73နှစ်ကြောင်လက်တွဲလာခဲ့ပြီးတော့စိတ်ဆက်ကြောင်းလန်းထားတဲ့ချစ်သူရှိနေရဆိုတဲ့အချက်ကပေါ်ပေါက်လာတဲ့အချိန်မှာပါပဲ။ဒီအကြောင်းအရာတွေ online ပေါ်ကိုရောက်လာပြီးတော့မကြခင်မှာတပ်ပုံစရာရဲ့73နှစ်ကြာချစ်သူဘက်ကသူတို့ရဲ့ဆက်ဆံရေးမှာမျက်ရည်နာဆိုးကကြောင်းဝင်လာခဲ့တယ်ဆိုတော့သဘောမျိုးတက်ရောက်နေတယ်။ဆွဆွဲပြောဆိုမှုတွေပေါ်ထွက်လာခဲ့ပါတယ်။ဒီကိစ္စဟာပြည်သက်တွေကြောင်းမှာတော့တော်မီလို့ပြန့်နှံ့သွားခဲ့ပြီးတော့မျက်ရည်နာဆိုးပေါ်မှာပြင်းထန်တဲ့ဝေဖန်မှုတွေကြာရောက်လာပါတော့ ော့တယ်။ Miss Universe တရဖို့ဆိုတာကအလှပတခုတည်းအတွက်ချိန်မြင့်တာမဟုတ်ပါဘူး။နိုင်ငံကိုစားပြုအမျိုးသမီးတယောက်အနေနဲ့ကိုကျင်တရားအပြုမှုကအစအစံပြတယောက်ဖြစ်ဖို့လိုအပ်တယ်လို့ပြည်သက်အများစုကရှုမြင်ကြပါရယ်။အခုလိုမျိုးနောင်မီလင်းနဲ့ခြံခုံနဲ့ဆိုတဲ့ဆွဆွဲချက်တွေနဲ့ရင်ဆိုင်နေရတဲ့အမြင့်ရနာဆိုကဒီကုံတိတ်ခါကြီးမာတဲ့တရဖို့နဲ့မထိုက်တန်တော့ဘူးလို့လူအများမှတ်ချက်ပေးနေကြပါရယ်။ Miss Universe အလှမယ်ဆိုတာအမျိုးသမီးတိုင်းရဲ့အစံပြဖြစ်ရမှာ အခုတော့ဒီလိုလုံရက်ကိုလုံးခဲ့တယ်ဆိုရဲမှတ်ချက်တွေကြောင့်ဆိုရှယ်မီဒီယာမှာနေရအနှံ့မှာတွေ့မြင်နေရပါတယ်။ဒါအပြင်ဒီပြဿနာမတိုင်ခင်ကတည်းကမျက်ရည်နနာဆိုးပေါ်မှာအားမလို့အားမရဖြစ်နေရပြည်သက်တချို့ကတော့ရှိနေပြီးသားပါ။အင်တာဗျူးတွေမှာဆိုရင်တော်တော်လတ်လတ်ထက်ထက်မြက်မြက်မရှိဘူး။အင်္ဂလိပ်စကားပြောဆွမ်းရင် communication skill မှာအားနည်းချက်တွေရှိနေရဆိုပြီးတော့အစောပိုင်းကတည်းကဝေဖန်မှုတွေရှိခဲ့တာပါ။အခုလိုလူမှုရေးပြဿနာတွေထပ်ဆင့်ပေါ်ပေါက်လာတဲ့အခါမှာတော့သူမပေါ်မှာထားရှိရပြည်သက်ရဲ့ယုံကြည်မှုကအတော်လေးကိုကျဆင်းသွားခဲ့ရပါတယ်။ဒီလို ခြေအနေတွေကြောင့်ပြည်သက်တွေက Miss Nevas မြန်မာ Organization ရဲ့ National Director ဖြစ်သူဒေါ်ဆိုးယူဝေကိုမျက်ရည်နာဆိုးထံကနေတရံဖူကိုပြန်လည်ရောက်သိမ်းပေးဖို့အတွက်အပြင်းထန်တောင်းဆိုတိုက်တွန်းနေကြတာကိုလည်းတွေ့ရပါတယ်။ဒါပေမဲ့ဒီကနေ့ဒီချိန်ထိတော့အဖွဲ့အစည်းဘက်ကရော National Director ဘက်ကပါတရံဝင်သတင်းထုတ်ပြန်ကြေညာချက်တစုံတရာထွက်ပေါ်လာခဲ့ခြင်းမရှိသေးပါဘူး။ကဲနောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ခုကတကယ်လို့များမျက်ရည်နာဆိုးတယောက်တရံဖူအသိမ်းခံရမယ်ဆိုရင်ဘယ်သူကသူ့ရဲ့နေရာကိုစက်ခတ်မလဲဆို တဲ့မိကုံမှာပြည်သက်တွေရဲ့ခမန်းချက်အရာတော့ first runner အရာရှိခဲ့တဲ့နိုင်းအစ္စလီခေါ်နာနာကောင်လက်ရှိမှာ Miss International Myanmar 2025အဖြစ်နဲ့ထူးအလွင်ရဲ့လက်အောက်မှာတာဝန်ထမ်းဆောင်နေပြီဖြစ်တဲ့အတွက် second runner အဖြစ်တဲ့ Miss Nepal စစ်တွေအလားမဲ့ခိုင်ဆွေစဉ်သင်းက Miss Nepal Myanmar အဖြစ်နဲ့အစားထိုးခန့်အပ်ခံရနိုင်ချေအများဆုံးရှိနေတယ်လို့သုံးသပ်ပြောဆိုနေကြပါတယ်။ဘလို့ပဲဖြစ်ဖြစ်ဒီကိစ္စရပ်တွေအလုံးဟာကောလာဟလအဆင့်မှာပဲရှိနေသေးပြီးတော့သက်ဆိုင်သူတွေဘက်ကတရားဝင်ထုတ်ပြောရှင်းလင်းလာမှသာအဖြေကိုသိရမှာပါ ဒါပေမဲ့တခုကတော့သိကြပါရယ်နိုင်ငံကိုစားပြုပြိုင်ပွဲကြီးမတိုင်မီမှာအခုလိုအကြီးအကျယ်လှုပ်ခတ်နေတဲ့သတင်းတွေကမျက်ရည်နာဆိုးအတွက်တော့အကြီးအမားဆုံးသောစိတ်ဖိစီးမှုတစ်ခုဖြစ်နေမှာပါဒီ post ကိုကြည့် ဒီဗီဒီယိုကိုကြည့်ရှုနေကြပရိသတ်တွေအနေနဲ့ကရောဒီကိစ္စပေါ်မှာဘယ်လိုမျိုးထင်မြင်ယူဆပါသလဲ။ပိုင်ရှင်ရှိမသိလျက်နဲ့အားဝင်ခဲ့ရဆိုတဲ့ဆွဆွဲချက်တွေနဲ့ရင်ဆိုင်နေရတဲ့အမျက်ရတနာဆိုးကို Miss Universe မြန်မာအဖြစ်နဲ့ဆက်ပြီးတော့မြင်ကျင်ကြသေးရဲ့လား။သူရဲ့ကိုရေးကိုယ်တာကိစ္စနဲ့နိုင်ငံကိုစားပြုရမယ့်တာဝန်တွေကိုခွင့်ချပြီးတော့ရှုမြင်သင့်သလား။စံပြအမျိုးသမီးတယောက်အနေနဲ့ဒီတရဖူနဲ့မထိုက်တန်တော့ဘူးလို့ယူဆပါသလား။မိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပြီးဆွေးနွေးခဲ့ပါဦးနော်။ကြည့်ရှုပေးခဲ့တဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။